ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဂျွန်လ26ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာအဲ့တော့ဒီကနေ့မနက်ခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့မြို့တွေမှာအကြမ်းမဆရှုံးကောင်စီကမြို့ပေါ်မှာပဲကွက်ကွက်ကလေးထိန်းချုပ်နိုင်ပြီးတော့ကြံတဲ့နေရာအများစုကိုတော့တော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားနိုင်ပါပြီ အဲ့လိုမျိုးနေရာတွေကိုထိန်းချုပ်ပြီးတော့တော်လိုင်းရင်အင်အားစုတွေကရန်ကုန်နဲ့အနီးတစ်ဝိုက်ကိုတဖြည်းဖြည်းနဲ့ချင်းကပ်လာနိုင်တဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီပုံစံအတိုင်းတော်လိုင်းတပ်ဖွဲ့တွေအားကောင်းလာတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ NUG ပါဝင်ဒီ EAO တွေ PDF တွေကိုလက်လက်ချပြီးတော့အလင်းဝင်ကြဖို့ထပ်ပြီးတော့ပြောလိုက်ပြန်ပါတယ်ဒါကတော့မနေ့ကနေပြီးတော့မှပြုတ်လုပ်တဲ့ငင်းချမ်းရေး program မှာမင်းအောင်လှိုင်ကပြောဆိုခဲ့တာပါနောက်တဲ့သတင်းကတော့ ဒီထိုင်းမှာကျင်းပတဲ့အာဆီယံကမ်းခြေစောင်းတက်ဒီအဲ့ဒီဖိုရမ်ကိုမြန်မာစစ်ရှုံးကောင်စီကိုပါထိုင်းကဖိတ်ကြားပါတယ်မြန်မာစစ်ရှုံးကောင်စီရေတက်ကလည်းတက်ရောက်တာကိုတွေ့ရပါတယ်ခင်ဗျာဒီသတင်းတွေနဲ့တူဒီကနေ့မနက်ခင်းမှာထူးထူးခြားခြားသတင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုပ်သံဖိုင်တစ်ခုကိုကျွန်တော်တို့အတူတူကြည့်ရှုရအောင်ပါဒီရုပ်သံဖိုင်က တိတ်ကိုအရေးကြီးပါတယ်ဒါကတော့အားလုံးသိပြီးဖြစ်တဲ့စကိုင်းတိုင်း ပလဲနယ်တဲကကန့်တော့ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာဒေါ်လာရေးတပ်ဖွဲ့ဘက်ကနေပြီးတော့အရေးနိုင်နေတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့အတွက်ဖိတ်ခေါ်တဲ့ကျော်ကြီးကျော်ကြီးလို့ခေါ်တဲ့သူနာမည်ရင်းကတော့ကျော်မျိုးသူပေါ့ကျော်မျိုးသူကိုအကြမ်းမဆက်ရှုံးကောင်စီတပ်ကစနိုက်ပါနဲ့ပြန်ပစ်လိုက်တဲ့အခါမှာကျော်မျိုးသူကြာဆုံးခဲ့ရတယ်အဲ့တော့ကျော်မျိုးသူရဲ့ဇာပနာအခမ်းအနားကိုအဲ ဒီသူတို့တက်ဖွဲ့ပေါ့နော်ကျသစ်ကျသစ်နဲ့တက်မတော်ကနေပြီးတော့ရုတ်တံရိုက်ကူးပြီးတော့ထုတ်ပြန်လာတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့ဒီရုတ်တံလေးကိုကျွန်တော်တို့ကြည့်ရှုကြအောင်မာတချို့လေကြည့်ပြီးကြပြီးထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တိတ်ကိုအရေးကြီးတဲ့အချက်လက်တွေတွေ့ရတဲ့အတွက်ဒီရုတ်တံဖိုင်လေးကိုကျွန်တော်နဲ့အတူတူကြည့်ရှုကြည့်အောင်မာ ဲဆိုတော့ပြည်လူပဲတော့ဒေါ်ဤခဒေါ်မျိုးသူဒီကနေပါဒေးဟဲ့ဟုတ်โอเคပါဒီမြင်ကွင်းကတော့အားလုံးအတူတူတွေ့မြင်ရတဲ့မြင်ကွင်းကတော့ရဲဘော်ကျော်ကြီးရဲ့ ဇာပနာပါမိဘနှစ်ပါးကိုဒီတော်လိုင်းရေးတက်ဖွဲ့တွေကတွားရောက်ပြီးတော့အလေးပြုပြီးဂါရဝပြုတဲ့အခမ်းအနားလေးဖြစ်ပါတယ်အလံ၃လက်အလံကိုတစ်ဘက်မှာခြီးပြီးတော့မိခင်ဖြစ်သူကတစ်ဘက်ကိုပခုံးလေးပေါ်မှာတင်တိုင်းရစပွဲလေးမှာထိုင်ဖခင်ဖြစ်သူကလည်းဘေးလေးလေးမှာထိုင်ထိုင်နေတဲ့ဟာကိုရဲဘော်တွေကရဲဘော်ကျော်ကြီးရဲ့ဓာတ်ပုံကိုကင်ထားတဲ့သူတွေကကင်အယိုးပြအိုးလေးကိုကင်တဲ့သူတွေကကင်ပြီးတော့လေးလေးဆဆနဲ့ အလေးပြုနေကြတဲ့ရုတ်တံမှာဘေးနားမှာတော့ရွာမှာရှိတဲ့ကြီးတော်တို့ဒေါ်ကြီးတို့ဦးလေးတို့အကူအမတွေညီမငယ်တွေညီငယ်လေးတွေကဘေးနားကနေပြီးတော့ရက်ကြည့်ပြီးတချို့ကလည်းမျက်ရည်မစင်နိုင်စွာနဲ့တပတ်လေးတွေနဲ့မျက်ရည်တုပ်ပြီးတော့ဂုံယူဝင်ကြွားစွာနဲ့ကြည်နေတဲ့ရုတ်တံမှာကျွန်တော်တို့ဆက်ပြီးတော့ကြည်အောင်ပါ ပြအိုးလေးကိုမိဘတစ်ပါးစီပြန်ပြီးတော့ဖတ်ပါတယ်။အားလုံးရေဘော်ကျော်ကြီးရဲ့မှတ်တရဓာတ်ပုံလေးပါ။ရေဘော်ကျော်ကြီးဓာတ်ပုံစစ်တော်မှတ်တရရိုက်ထားတဲ့ပုံဖြစ်ပါလေ။ လည်းကိုမိပါရီတပွဲရေဘော်ကျော်ကြီးရဲ့မိခင်နဲ့ဖခင်ကိုထိုင်ပြီးတော့ကြုံကြုံလေးတွေကြတော့ကြတယ်အဲ့ဒီမှာဖခင်ဖြစ်သူကသူ့သားကိုတရိယာနေပေမဲ့ရေဘော်တွေကိုစုပေးရှာတယ်ခလုံမတိစုမကြီးပါစေနဲ့တိုက်ပွဲတိုင်းအောင်မြင်ပါစေဆိုပြီးတော့စုပေးကြတယ်အဲ့တော့ဒီရုပ်တံဖိုင်ကိုတော့ကျွန်တော်တို့ကြည်ပြီးလဲဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ပြောချင်တာကဒီတော်လန်ရေးကြီးမှာဒီအာနာရှင်ကိုအမြင့်ပြတ်ဖို့အတွက် တိုက်ခိုက်တော်လှန်ကြတဲ့နေရာမှာတချို့မိဘတွေကသားသမီးတွေကို ပေးလိုက်ရတယ်တော်လှန်ရေးအတွက်ပေးဆက်လိုက်ရတယ်တချို့သားသမီးတွေကမိဘတွေကို ပေးဆက်လိုက်ရတယ်တချို့ညီမတွေကအကိုတွေကိုပေးဆက်လိုက်ရပြီးတချို့အကိုတွေကညီမတွေကိုပေးဆက်လိုက်ရတယ်တချို့ကအသက်ကိုပေးဆက်လိုက်ရတယ်တချို့ကခန္ဓာကိုယ်အစိတ်ပိုင်းတွေအရင်ရက်ကဆိုရင်မျက်လုံးတစ်လုံးဆုံးရှုံးသွားတဲ့ရဲဘော်တယောက်အကြောင်းကိုကျွန်တော်တို့တွေ့ရတယ် ကရင်ဒီဘက်မှာဆိုရင်ခြေထောက်တစ်ချောင်းဆုံးရှုံးသွားတဲ့ရေဘော်တယောက်ရဲ့တရင်ကိုထပ်ပြီးတော့တွေးရတယ်။အဲ့တော့ကျွန်တော်တို့ကဒီရုပ်တံဖိုင်တွေကိုဂယုတဆိုင်နဲ့နှစ်နှစ်ကာကနှလုံးသားထဲကနေပြီးတော့ခန်းစားပြီးကြည့်ရှုရမယ်။ဘာကြောင့်ကြည့်ရှုရမလဲဆိုရင်အနာဂတ်ကောင်းဖို့တိုင်းပြည်ကောင်းစားဖို့အတွက် တချို့တချို့တွေကအနာဂတ်တွေဘဝတွေတားသမီးတွေကိုပေးနေတဲ့အချိန်မှာကုကုကိုလည်းကျွန်တော်တို့မိကွန်းထုတ်ရပါမယ်။မင်းကရောဒီဒေါ်လာရင်းမှာဘာတွေကိုပေးပြီးတော့ဘာတွေဆောင်ရွက်နေလဲ။ အသက်မပေးနိုင်ဘူးခန္ဓာကိုယ်အစိတ်ပိုင်းနေမပေးနိုင်ဘူးဆိုရင်တော့မင်းတော်လှန်ရေးအတွက်တစ်နေ့တစ်နေ့တလတလဘာတွေပေးနေလဲဘာတွေကူညီနေလဲဘာတွေပါဝင်နေလဲဆိုတော့မိကွန်းထုတ်မှုတွေကျွန်တော်တို့ကိုကိုကိုပြန်ပြီးတော့တဦးတယောက်ချင်းစီကမိကွန်းထုတ်ရပါမယ်အဲ့တော့ကိုပေးဆက်တာကိုပါဝင်တာပခုံးထမ်းတာမရှိသေးဘူးဆိုရင်အခုချက်ချင်းကျွန်တော်တို့ပခုံးထမ်းမှု လိုပါတယ် ဲ့တော့မြိုင်းမြိုင်းဆိုင်ဆိုင်အားလုံးစုံစုံလင်လင်ပခုံးထမ်းမှသာဒီစနစ်စိုးကြီးကိုအမြင့်ချိုးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရုပ်တံဖိုင်တွေကိုကျွန်တော်တို့ကကြည့်ရှုဖို့အတွက်ဗီဒီယိုတွေကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့တကယ်ကိုဒီမိဘနှစ်ပါးအတွက်လည်းဂုံယူပါတယ်သူရဲကောင်းကြော်ကြီးကိုဒီရွာကျွန်တော်တို့ဒီနိုင်ငံဒီတော်လန်ရေးအတိုင်းဝိုင်းအကုန်လုံးကအမှတ်တရနဲ့ရှိနေမှာပါအဲ့တော့ကြော်ကြီးကတော့စိတ်စည်ရနာ ဖြူစင်စွာနဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့ဒုက္ခတုခအမှောင်ထဲကနေပြီးတော့ဆွဲထုတ်ဖို့အတွက်သူ့အတက်နဲ့ရင်းပြီးတော့စေရနာထားသွားခဲ့တဲ့ရဘော်ကြိုကြီးပါဖြူဖြူစင်စင်မြင့်မြင့်မြက်မြက်နဲ့ဘုံဘဝမှာရောက်ရှိနေမယ်လို့ယုံကြည်ပါတယ်အဲ့တော့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်သားတွေကတော့စေရနာကိုစော်ခပြီးရဘော်ကြိုကြီးရဲ့အတက်ကိုနှုတ်ယူခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်အဲ့ကျွန်တော်နောက်ထပ်သတင်းတွေကိုဆက်ပြီးတော့တွားရအောင်ပါခင်ဗျာ နောက်တဲ့သတင်းကတော့ဒေါ်လိုင်းတက်ဖွဲ့တွေကမနေ့ကကျွန်တော်တို့သတင်းကောင်းကြားသိပြီးဖြစ်ပါတယ်ဒါကတော့ရန်ကုန်မန္တလေးလမ်းဟောင်းအနီးတဝိုက်ကစကန်း၉ခုအထိကိုဒေါ်လိုင်းတက်ဖွဲ့တွေကတပြိုင်နက်တည်းတိုက်ခိုက်ပြီးတော့သိမ်းတယ်ဒီတုံမန်းတွေလည်းဖမ်းဆီးရမိတဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့လိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့တရွေ့ရွေ့တရွေ့ရွေ့နဲ့ရန်ကုန်နဲ့အနီးတဝိုက်ကိုချင်းကပ်လာနိုင်တဲ့ဒေါ်လိုင်းတက်ဖွဲ့တွေရဲ့အခြေအနေကိုဆက်ပြီးတော့ကျွန်တော်တို့ကြည့်ရမှာပါရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့မြို့ပေါ်တွေမှာသာ အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကစိုးမိုးနိုင်တော့ပြီးတော်လိုင်းတပ်တွေကတော့မြို့ပြင်မှနေရာအများစုကိုထိန်းချုပ်ပြီးရန်ကုန်နဲ့အနီးဆုံးကိုတရွေ့ရွေ့ဥတီလာနေကြောင်းပြည်သူ့ကော်မတီတမတော်တောင်ပိုင်းတိုင်းစစ်ဒေသတာဝန်ရှိသူတို့ကပြောပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းကြောင်းလေးမြို့နယ်ဖြူးမြို့နယ်နဲ့ကြောက်တကားမြို့နယ်မှာရှိတဲ့ဆစ်ရှုံးကောင်စီရဲ့တပ်စခန်း၉ခုကိုတော်လိုင်းတပ်တွေကမနေ့ကမနက်ပိုင်းမှာတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွင်မှာစစ်သား၂၀ဦးထပ်မံနေတည်ဆုံးကဒဏ်ရာရသူတွေလည်းအများပြားရှိခဲ့တယ်လို့သိရပါတယ် အဲ့တော့မနေ့ကဒေါ်လာ8တက်တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့စစ်ရှုံးကောင်စီစခန်းတွေကတော့မြို့ပေါ်ကစခန်းတွေဖြစ်ပြီးအလင်းလိုက်တိုက်ခိုက်ခဲ့ရတာဖြစ်ပြီးတော့စခန်းသိမ်းမှုတွေလည်းဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းသိရပါဗျ။မနေ့ကတိုက်ခိုက်ခဲ့တဲ့စခန်းတွေမှာညောင်လေးပင်မြို့နယ်တော်ဝိကျေးရွာစစ်စခန်းဖြူးမြို့နယ်ကဒီဇေယဝတီဘူဒာယုံနဲ့ရဲစခန်းကြောက်တကားမြို့နယ်တထေးကုန်းနဲ့ဘုန်းကြီးဖျားကြီးကုန်းအပြင်ဒီရန်ကုန်မန္တလေးလမ်းဟောင်းလမ်းပေါ်မှာတက်ပြီးတော့ကားတွေကိုလည်းလုံုံရေးရက်တက်ရှာဖွေစစ်ဆေးမှုတွေ လုတ်ခဲ့ပါတယ်ဆိုပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသတာဝန်ရှိသူတွေကအခြေအနေသစ်စိတ်ကိုရှင်းပြပါတယ်အမတန်အားရစရာကောင်းတဲ့သတင်းတွေဖြစ်ပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းကနေတရွေ့ရွေ့နဲ့ရန်ကုန်မြို့အနီးကိုဘလောက်ထိချင်းကပ်လာနိုင်ပြီလဲဆိုတာဒီသတင်းတွေကဒီတိုက်ပွဲအကြောင်းအရာတွေကတက်တည်ပဲဖြစ်ပါတယ်အဲ့တော့ဂျမတ်စစ်ရုံးကောင်စီရဲ့တပ်စခန်းတွေကိုဒေါ်လာရင်းတက်တွေက KNL ဘာဝင်ဒေသဒေါ်လာရင်းတက်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ရမှာဒေါ်လာရင်းတက်တွေကရန်ကုန်နဲ့အနီးဆုံးကိုတဖြည်းဖြည်းနဲ့ချင်းကပ်လာနေကြောင်း ပြည်သူလူထုအများစုနေထိုင်တဲ့ရန်ကုန်မြို့နဲ့မိုင်80မိုင်100ပတ်လည်အတွင်းကိုတော်လိုင်းတက်တွေရောက်ရှိနေပြီဖြစ်ကြောင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာလည်းမြို့တွေမှာသာစစ်ရှုံးကောင်စီတပ်ကဒီစိုးမိုးနိုင်ပြီးတော့ကျန်တဲ့နေရာအများစုနေမြေတွေကိုတော့တော်လိုင်းရေးတက်ဖွဲ့တွေကထိန်းချုပ်သိမ်းပိုက်ပြီးတော့စိုးမိုးထားနိုင်ပြီဖြစ်ပါတယ်ခင်ဗျာရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့မြို့တွေပေါ်မှာပဲသူတို့ရှိပါတယ်ဂျန်နာရီကတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကစိုးမိုးထားပါတယ်ရန်ကုန်နဲ့အနီးဆုံးလို့လည်းပြောလို့ရပါတယ် ကျွန်တော်တို့ဒေါ်လာရေးတပ်ဖွဲ့တွေကတော့တဖြည်းဖြည်းနဲ့တော့တရွေ့ရွေ့နဲ့တော့ဥတီယာအတိုင်းသွားနေကြပါတယ်ဆိုပြီးတာဝန်ရှိသူကဆက်ပြီးတော့ရှင်းပြပါတယ်ခင်ဗျာအဲ့တော့ထွေထွေထိုးစစ်ကြီးနဲ့အတူရန်ကုန်မန္တလေးနေပြီးတော့ပဲခူးအခုပဲခူးတိုင်းထဲမှာဆိုရင်လေတော်တော်ကိုအင်အားကောင်းကောင်းနဲ့တိုက်ပွဲဝင်နေကြတဲ့ဗဟင်းကြောင်းရတွေကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့လဲရှေ့မှာဒီ ကြည်ဘူးတပွဲသွားနေတဲ့တော်လိုင်းအင်အားစုတွေကိုနောက်ကနေပြီးတော့အရင်ဖြည့်တင်းပြီးမှဒီသွားနေတဲ့အချိန်ကပို့ပြီးတော့ရောက်မှာပါဒါကြောင့်တော်လိုင်းရေးထောက်ပို့အင်အားစုတွေရဲ့ပြည်သူတွေရဲ့ပါဝင် ထောက်ပံ့မှုတွေကလည်းအင်မတန်ရေးကြီးပါတယ်အဲ့တော့ကြည်စံကိုမထောက်ပံ့ပေးခြင်းဘူးလူသက်သက်တဲ့ဟာတွေကိုမကူညီခြင်းဘူးဆိုရင်တော့ရဘော်တွေအတွက်စားနေရိတ်ခါဆေးဝါးကုသဖို့အတွက်ဆေးဝါးဆေးဝါးတွေနောက်တစ်ခါယူနီဖောင်းတွေဖနက်တွေဒါတွေရဲဘော်တွေအသက်ကိုကာကွယ်မဲ့အုတ်ထုပ်တွေ vest ကြီးကားတွေဒါတွေအများကြီးပံ့ပိုးကူညီလို့ရပါတယ် ရဲဘော်တယောက်ရဲ့အသက်ရဲဘော်များစွာရဲ့အသက်ကို အားလုံးရဲ့ဝိုင်းဝန်းပံ့ပိုးဒီထောက်ပံ့မှုနဲ့ကာကွယ်လို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီတိုင်းထိုင်မနေကြပါနဲ့ပါဝင်ကြပါပါဝင်ပြီးတော့ထောက်ပို့ကြပါလို့ပြောပြရစီနောက်ထပ်သတင်းတစ်ပုဒ်ကိုထပ်သွားခြင်းပါတယ်ဒါကတော့အိန္ဒိချင်းထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာကျင်းပနေတဲ့ဒီအာဆီယံကမ်းခြေစောင့်တဲ့ဖိုရမ်ကိုမြန်မာဆစ်ရှုံးကောင်စီဘက်ကတက်ရောက်တယ်ဆိုတဲ့သတင်းပါ2025အာဆီယံကမ်းခြေစောင့်တဲ့ဖိုရမ် ထိုင်းနိုင်ငံမှာအရှင်ဖြစ်တဲ့ချွန်ဘူရီခရိုင်ပတရားမြို့ဟီတန်ဟိုတယ်မှာလက်ခံကျင်းပရမှာဝန်ကြီးချုပ်ပေတောင်နန်ကတဘာပတိဖြစ်နေမိန့်ခွန်းပြောခဲ့တယ်လို့သိရပါဗါတယ်အဲ့တော့အဲ့ဒီဖိုရမ်ကိုထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးနောက်တစ်ခါရေတက်ဦးစီးချုပ်အဲသူတို့တွေတက်ရောက်ခဲ့ပြီးတခြားအာဆီယံနိုင်ငံကကမ်းခြေစောင့်တက်ကိုယ်စားလှယ်နဲ့ဒူဆက်ရှုံးကောင်စီရဲ့မြန်မာကမ်းခြေစောင့်တက်ကညွှန်ကြားရေးမှူးချုပ်ဗမှုချုပ်ဒီတက်လွင်ထွန်းဒုဗိုလ်မှူးကြီးစောစောကျော်လည်းတက်ရောက်ခဲ့တယ်လို့သိရပါဗါတယ် အဲ့တော့အစည်းအဝေးဖွင့်ပွဲအခမ်းအနားပြီးမှဝန်ကြီးချုပ်ကပင်လယ်ပြင်မှာရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခန်းကိုလည်းကြည့်ရှုခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒါကတော့အိန္ဒိယချင်းထိုင်းနိုင်ငံကမြန်မာစစ်ရှုံးကောင်စီနဲ့တပူးတူးတပူးတွဲတွဲတလုံးလုံးတထွေထွေရှိနေတဲ့အခြေအနေပါအလုံး TV ဖြစ်တဲ့အတိုင်း KNL KNU တော်လိုင်းတပ်ဖွဲ့တွေကထိုင်းနယ်စပ်ကစခန်းတွေကိုတိုက်တဲ့အခါမှာလည်းထွက်ပြေးကြတဲ့စစ်ရှုံးကောင်စီတပ်သားတွေဆိုရင်ထိုင်းဘက်ကလက်ခံပြီးပြီးရင်မာလာစီကိုပြန်ပို့ပြီးပြန်မာလာရှေ့တန်းပြန်ပို့နဲ့တော်တော်လေးကို ထိုင်းနေကတော့မာလာနဲ့ပလင်းတန်တင်ရှိနေတဲ့အနေအထားကိုကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ်။အနောက်ထပ်သတင်းတစ်ပုဒ်ကတော့နေ့စဉ်မပြတ်ပြည်သူကိုဘုံကျဲတက်ဖြတ်နေတဲ့မာလာတို့ရဲ့လုံရက်သတင်းကြောင်းရပါဒီသတင်းပြည်စုံကိုလည်းဆက်ပြီးတော့ကြည့်အောင်ပါ။ဒီ NL ကတိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်ဒီအုံငိုင်းကွက်တဲ့ဖုန်ကြီးကျောင်းကိုစစ်ရုံးကောင်စီကညအချိန်မှာလေရင်နဲ့ဘုံကျခဲ့ရမှာလူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်နဲ့ဖုန်ကြီးကျောင်းလည်းပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ ဇွန်လ25ရက်နေ့ည7:00နာရီ73မိနစ်အချိန်မန္တလေးတိုင်းမိုးကုံမြို့နယ်အရှိပိုင်းဒီအုံငိုင်းဘုံကြောင့်ဤကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံတွေကျက်ချခဲ့ကြောင်းအဲ့ဒီဘုံကျက်မှုကြောင့်အုံငိုင်းကွက်တက်ကနေနေကားတွေပျက်စီးပြီးအုံငိုင်းဘုံကြောင့်ကတော့ဒီမျက်နှာကျက်တွေပြူကြတာစွမ်းစားဆောင်တွေပျက်စီးသွားတာတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်လူသုံးကတော့ခြေထောက်မှာထိခိုက်ဒဏ်ရာရတယ်အစတွေစင်တာမစိုးရင်ရဘူးပျက်စီးတာကလည်းအိမ်လေးလုံးလောက်ထိခိုက်တယ်ကားလည်းပျက်စီးတယ်အိမ်တိုင်ကတော့လုံးဝပြိုသွားတာညဖက်အိတ်ချိန်ကြီးကိုလာပြီးတော့ ဘုံကျက်ချသွားတာဆိုပြီးမိုးကုတ်ဒေတာပြည်သူတို့ကရှင်းပြပါပါတယ်ခင်ဗျာဒါပြင်ဒီကနေ့မနေ့9:50ချိန်လောက်ကလည်းမိုးကုတ်မြို့ရွှေဘုံသားမှာတနက်တန်အချက်90လောက်ဇက်တိုက်ကြရပြီးဓမြတိုက်သူတွေကိုတင်းနယ်လေးကဝင်ရောက်ဖမ်းသိရကနေပြစ်ခတ်မှုဖြစ်ပွားခဲ့တာဆိုပြီးဒေတာခံတွေကရှင်းပြကြပါပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဒီကနေ့မနေ့ခဲမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝင်ရန်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံး ကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆေယနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လေခင်းမှာပြန်လည်ဆုံတွေ့ပါမယ်အဲ့တော့နောက်ထပ်အထူးအစီအစဉ်တစ်ခုရှိပါတယ်ဒီစီဇန်ကတော့ကျွန်တော်ရင်တော့ကဆိုရင်စောင်းမားတွေနောက်တစ်ခါ feature တွေဆက်ရက်သတင်းလို့ခေါ်တဲ့ current news တွေရေးသားပါတယ်အခုနောက်ပိုင်းမှာတော့ကျွန်တော်တယောက်ထဲနဲ့ဒီသတင်းတင်ဆက်မှုတွေတခြားရိုက်ကူးရေးလုပ်ငန်းတွေလုပ်ရတဲ့အခါ ဒီသတင်းရေးသားတာတွေစောင်းမ feature တွေပြည်သူလူထုရဲ့အတန်းတွေကိုရေးသားတင်ဆက်တာတွေကိုအဲနားထားပါရယ်အခုပြန်ပြီးတော့ကျွန်တော်အချိန်ပိုယူပြီးတော့ကျွန်တော်အလုပ်ပိုလုပ်ပြီးတော့ဒီသတင်းတွေကိုများများတင်ဆက်နိုင်မှုအတွက်ပြည်သူလူထုစီကသတင်းပေးပို့မှုတွေကိုလက်ခံပြီးတော့ကျွန်တော်သတင်းတွေရေးသားပါမယ်အဲအင်တာဗျူးတွေလုပ်ပါမယ် feature စောင်းမတွေရေးသားပါမယ်ဒါကြောင့်မလို့ကျွန်တော်အခုဖော်ပြထားတဲ့ Viber number ကိုဒီသတင်းအချက်အလက်အပြည့်စုံအကြောင်းအရာတွေကိုပေးပို့ပြီးတော့ သတင်းပေးနိုင်ပါတယ်ရုပ်သံဖိုင်တွေရိုက်ကူးပြီးတော့လဲဒါကတော့ဘယ်နေရာမှာဘာဖြစ်နေတာဘယ်သူတွေကတော့ဘယ်လိုမျိုးပြည်သူပေါ်မှာနှိမ့်ဆက်နေတာပြည်သူလူထုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရိုက်ကူးပြီးတော့ပြဖို့လို့ရပါတယ်လုံခြုံရေးအရာအမည်တွေဘယ်သူဘဝပြဖို့တယ်ဆိုတာကိုကျွန်တော်အာမခံပြီးတော့ထိမ့်သိမ်းလှုပ်ဝက်ထားပေးပါမယ်ဒါကြောင့်မလို့ဖုံးပြောခြင်းတဲ့သူတွေကလည်းတခါတည်းတော့တန်းပြီးတော့ဖုံးမခေါ်ပါနဲ့ပြောခြင်းတဲ့အကြောင်းအရာလေးကိုကျွန်တော်အကြမ်းမြင့်ပြောပြီးတော့ဖုံးပြောဖို့အတွက်အချင်းတစ်ခုညှိနှိုင်းပြီးတော့ကျွန်တော်တို့ အဲဖုန်းပြောပြီးသတင်းမေးတာမျိုးအင်တာဗျူးဖြေတာမျိုးတွေကျွန်တော်တို့ဆောင်ရွက်ပါမယ်ဒါကြောင့်မလို့ဒီ Viber ဖုန်းနံပါတ်ကကျွန်တော်ဝေယံစာပြန်ပေးနေတဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဒီ Viber ဖုန်းနံပါတ်ကိုသတင်းတွေရုပ်ပုံတွေရုပ်သံတွေအဲပြည်သူလူထုခန်းစားတွေ့ကြုံနေရတဲ့အကြောင်းအရာတွေကိုပေးပို့ပြီးတော့သတင်းပေးနိုင်ကြောင်းပြောပြစီခင်ဗျာကျွန်တော်စူးစမ်းပြီးတော့အလင်းမီအောင်သတင်းတွေရေးသားတင်ဆက်ပေးပါမယ်အဲပေးပို့ထားပေမဲ့ကျွန်တော်တအူးတည်းဆောင်ရွက်ရတာဖြစ်တဲ့အတွက်အဲဒါတွေကိုဟိုအားလုံးကို ဟိုပြစ်မြအောင်မလုပ်ပေးနိုင်ခဲ့ရင်လေကြိုတင်တောင်းပန်အပ်ပါတယ်ဒါပေမဲ့တက်နိုင်ဆုံးတော့ကျွန်တော်စူးစမ်းပြီးတော့ဆောင်ရွက်ပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ hit the sea. Say just what I'll do with me. Chose a gentle me. Favorite deed on Zoom, twirl a pet we base me. Now he goes, he tell you at your me. Sara Kuni Pema, Kaura let me. Yeah, you do it, I'll be, be, that it is a knee. Gentle Anna, you. già te è cao bono dio te mai ci presa te già che ti più te sa ti ti lu 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 bo mi san già ti ya ni dai che lo tu se già mi 你，夜夜对到比比，代替的啥你？前途啊那有呀，谁不有天你？年纪大的谁偏心你？有几的把那气，一路上为的好心地，再回来嘞，再开那样你，哪路阿哥，哪路没有。 ုံစီသည်ပါမတိဤသူကဝဲ Yeah.